မင်္ဂလာပါရှင်ခရနီပြေဆက်ဆောင်တဲ့လူထုတွေအငတ်မီကြုံနိုင်တယ်လို့ KNHRG ကဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနီပြည်နယ်မှာအာနာတင်းစတက်ကစားနပ်ရိက္ခာနဲ့ဝင်ဝေရလမ်းကြောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်လူထုနဲ့ဆက်ဆောင်တဲ့ဝင်ဝေရတန့်ချင်းအပါအဝင်စားဝတ်နေရေးပြဿနာတွေကြောင့်အငတ်ပေးကြုံနိုင်တယ်လို့ ခရနီလူအခွင့်ရေးစောက်ကြည့်ရေးအဖွဲ့ KNHRG ကတည်င်းထုတ်ပြန်ထားပါတယ်စတက်ကစပားဆိုင်ကွင်းတွေကိုလက်နက်ကြီးပစ်ခတ်ခြင်း drone ပုံတိုက်ခိုက်ခြင်းကြောင့်အရတားပြတူတွေတိုက်ခိုက်သေးဆုံးမှုတွေရှိခဲ့ပြီးစပားရိတ်လုပ်ငန်းခွင်ဝင်နေတဲ့ဒေတာခံတွေကိုဖမ်းဆီးခြင်းလူမဆန်စွာနှိပ်စက်ခြင်းတို့ကိုပြစ်လုခဲ့ပါတယ် ပြီးခဲ့တဲ့လပိုင်းကဒမောဆိုအနောက်ပိုင်းမှာရှိတဲ့စစ်ပေးရှောင်စခန်ဆယ်ခုထက်မနည်းစံပြက်လက်မှုနဲ့ကြုံနေရတဲ့အတွေ့စစ်ရှောင်ကုင္ရဲ့အဖွဲ့တွေကအရေးပေါ်ကုင္ရမှုတွေပြုလုပ်ခဲ့ရပါတယ်။ခရနီပြည်နယ်မှာအော်တိုဘာလအတွင်းလူအခွင့်အရေးချိုးဖောက်မှု32ကြိမ်ပြုလုပ်ခဲ့ကအယတာခုံလို့တည်ဆုံခဲ့ပြီး22ဦးတိခိုက်တန်ရရှိခဲ့ပါတယ်။ဒီမော့ဆိုအနောက်ဖက်ချမ်းမှာရှိတဲ့စပါးခင်းတွေက ရေသိမ်းချိန်ရောက်နေပြီဖြစ်ပေမဲ့လည်းစစ်တရဲလက်နက်ကြီးပစ်ခတ်မှုဒရုန်းဘုံတိုက်ခတ်မှုတွေကြောင့်ကြောက်ရွံ့စွာတွာလာနေကြရတယ်လို့တောင်တူတွေကပြောကြားခဲ့ပါတယ်ရှင်။